ဟင်းဝင်ရံနဲ့လက်ထက်မဲ့မြို့သမီးကြောင့်တိတ်ခါကြောင့်ဝေဖန်ခံခဲ့ရတာတွေကိုဒီခံခဲ့ရကြောင်းရင်ဖွင့်လာခဲ့တဲ့ဆောင်းယွန်းဆန်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချိုးဆိုလိုက်ပါတယ်ဆောင်းယွန်းဆန်ဟာဟင်းဝင်ရံနဲ့ယင်းဤတဲ့ဆက်ဆံရေးတွေရှိကြတာကြောင့်ပွဲရီမှာဆိုလဲမချခဏတူတူတက်ကရင်းရင်းနှီးနှီးသာပြောဆိုဆက်ဆံတာပေါင်းလက်တလုံးမှာလည်းဆောင်းယွန်းဆန်ကဟင်းဝင်ရံနဲ့မရှင်းမရှင်းဆက်ဆံရေးတွေရှိနေတယ်ဆိုပြီးပုံတပုံနဲ့ဆွဆွဲပြောဆိုခံနေရတာဖြစ်ပါတယ်မွေးနေ့ပွဲတစ်ခုမှာဟင်းဝင်ရံကဆောင်းယွန်းဆန်ကိုတေချာဆိုင်ကြီးကနေနေတာကြောင့်မို့ပရိသတ်တွေကယုံထင်းကြောင်းထင်းနေဖြစ်နေ င်ရတာပေါ့ဒါအပြင်ဟေဝင်ရန်ကမကြာခင်မှာလက်ထပ်တော့မယ်လို့လည်းအသိပေးထားဖြစ်တဲ့အတွက်လက်မထက်ခင်ဆောင်းရွံဆန်ကပဲဂျားဖြတ်ဝင်လျှောက်တဲ့ပုံစံမျိုးနဲ့ဝေပန်တာရီလည်းရှိပါတယ်ဆောင်းရွံဆန်ကခုလိုဝေပန်နေတာရီကိုတိမခံနိုင်တာကြောင့်သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုအမှန်တိုင်းချပြလာခဲ့တာပေါ့ဟေဝင်ရန်နဲ့ဆောင်းရွံဆန်တို့ကယင်းဤတဲ့တငယ်ချင်းမိတ်ဆွေတွေဖြစ်ပါတယ်အင်နာဗျူတွေမှာဆောင်းရွံဆန်ဘက်ကတော့ဟေဝင်ရန်ကိုတစ်ဖက်သက်ကြိုက်နေတယ်လို့ဖြစ်နေပေမဲ့တကယ်တမ်းမှာဟေဝင်ရန်နဲ့တငယ်ချင်းအရင်းကြီးတွေလို့ခင်မင်းယင်းဤတားလို့ဖွင့်ရလာခဲ့တာပေါ့ ဒါအပြင်အစောပိုင်းမွေးနေ့ပွဲကလည်းအခြားသူတွေပါပါကြပြီးဒီအတိုင်းအခြေတစ်ချက်ကိုလူရင်းယုံထင်ကြောင်းထင်ထင်နေတာလို့ရှင်းပြလာခဲ့တာပါ။ဆောင်းရွက်ဆန်ကိုဘရဒတ်တီကဟိဝင်ရန်ကိုတစ်ဖက်သက်ခြိုက်နေတဲ့သူလို့ဆွဆွဲတဲ့ပုံမှာတိခံပြီးနေနေခဲ့ပါတယ်။သူမရဲ့တိခါပိုင်းနဲ့စိုင်းနာတွေကိုဝေပန်တာတော်မှဆောင်းရွက်ဆန်ကတိခံခဲ့ကတိတ်မဖြစ်ရှင်းပြပါဘူး။မဖြစ်ရှင်းရတဲ့အကြောင်းရင်းကတစ်ဖက်မှာရှိတဲ့ဟိဝင်ရန်ရောသူလက်ထက်မဲ့အမျိုးသမီးရဲ့မျက်နှာကိုပါငဲ့နေရတာကြောင့်ပါ။ဟိဝင်ရန်ကချစ်သူရှိတယ်လို့လည်းမချပြထားသလိုဘသူနဲ့တွဲနေပါတယ်လို့လည်းမပြောထားပါဘူး။ င်ကိုနှောက်ပိတ်နေတာမို့ဆောင်းရွံဆန်အနေနဲ့ဖြည့်ရှင်းမယ်ဆိုရင်တော့ဖြည့်ရှင်းဖို့ကအဆင်မပြေပါဘူး။ဒါအပြင်ဖြည့်ရှင်းလိုက်မယ်ဆိုရင်လူအများရဲ့အာရုံစိုက်ခံရအောင်စူးစမ်းရဲဆိုပြီးတချို့ကထောက်ပြပြောဆိုကြပါတယ်။ဒါရီအကြောင်းမရှင်းခဲ့ပေမဲ့အခုချိန်မှာဟင်းဝင်ရန်တို့ဘက်ကလက်ထက်မဲ့အကြောင်းတရားဝင်ပြောထားပြီးပြီမို့ဆောင်းရွံဆန်ကသူမနဲ့ဘာမှမတတ်ဆိုင်ကြအောင်ရှင်းပြလာခဲ့တာပါ။လက်ထက်မဲ့အမျိုးသမီးတရားဝင်ရှိနေပြီဖြစ်တဲ့အမျိုးသားနဲ့သတင်းထွက်တာကသူမအနေနဲ့ရှင်းသင့်တယ်လို့ထင်တဲ့အတွက်ရှင်းလင်းလာခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်တချို့ကလည်းဟင်းဝင်ရန်လက်ထက်မဲ့အမျိုးသမီးကအင်ကာ နံဖြစ်တာကြောင့်ဆောင်းရွက်ဆန်လို့ထင်နေကြတာပါဒါကြောင့်မို့ဟေးဝင်ရန်ရဲ့လက်ထမဲ့သူလုံးဝမဟုတ်ကြောင်းကိုအချိန်မီရှင်းပြလာခဲ့တာဖြစ်ပါတယ်ဆောင်းရွက်ဆန်ဘက်ကဟေးဝင်ရန်နဲ့မပတ်သက်ကြောင်းကိုဖြည့်ရှင်းလာပြီဖြစ်တဲ့အတွက်ဟေးဝင်ရန်လက်ထမဲ့အမျိုးသမီးမဟုတ်တော့ဘူးဆိုတာသိကြသွားပါပြီဒါအပြင်အနုပညာအတွင်းသတင်းတွေရတော့ဟေးဝင်ရန်ရဲ့ချစ်သူဖြစ်ကလက်ထမဲ့အမျိုးသမီးကစိုးပြသစင်းစိုးပြီးအတိအကျပြောနေသူတွေလည်းရှိလို့နေတာပါ ဆောင်ရွက်ဆိုင်ကတော့လက်ရှိမှာချစ်သူကောင်းလေးမရှိသေးပဲ single ဆိုပြီးချပြလာခဲ့ပါတယ်ချစ်သူရှိလာပြီးဆိုရင်တရားဝင်ချပြမှာဖြစ်ကောင်းအဖေပြင်ကိုကျူးပြမှာလို့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်ဟင်းဝင်ရန်နဲ့မရှင်းမရှင်းဖြစ်နေတယ်လို့ပြောဆိုခံရတဲ့သူတွေထက်မှဆိုရင်ဆိုပြတဲ့စဉ်အပြင်ဆိုင်ရတီမိုးမြင့်လည်းရှိသေးတာမို့သူတို့နှစ်ယောက်ထဲကတယောက်ယောက်နဲ့လက်ထပ်သွားမလားအချောင်းဘသူမှမထင်ထားသူနဲ့လက်ထပ်သွားမလားဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ဟင်းဝင်ရန်လက်ထပ်မဲ့အမျိုးသမီးကဆောင်ရွက်ဆန်မဟုတ်ဘူးဆိုတဲ့အပေါ်ဘရိတ်တိုရဲ့အမြင်ကိုလည်းခေါမမှာပြောပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူး တင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။